ကျိုးစီးပွားတဲ့စစ်တပ်နဲ့ငါတို့ကပူးပေါင်းပြီးတော့အတွင်းပူးတက်မယ်ပေါ့ဗျာတဖြည်းဖြည်းနဲ့စစ်တပ်ကိုအဲ့လိုဟိုပူးပေါင်းပြီးတော့ပူးပေါင်းပြီးတော့တဖြည်းဖြည်းနဲ့စစ်တပ်ကိုပတ်ထုတ်မယ်ဆိုတဲ့အယူဆအတွေးခေါ်တွေကဟိုးဟိုပေါ့ဟိုဘိုးတော်ဖေကလေးဘက်တော်တစ်ခက်မှာကြံခဲ့ပြီ။ဘာကြောင့်လဲဆိုတော့1962ခုနှစ်အာနာတိန်တွေကစပြီးတော့အာတမိုင်းချောင်းကိုကြည့်ရဲအဲ့လိုပဲစစ်တပ်နဲ့ပူးပေါင်းမယ်ပူးပေါင်းပြီးတော့ကျွန်တော်အတွင်းပူးတက်မယ်ဆိုပြီးလုပ်တဲ့လူကစစ်တပ်အောက်မှာပဲဒူးထောက်အညံ့ခံွားတာဆိုရင် အခုတက်တီပဲဒါတွေကတရကပြနေတာစစ်ကောင်စီဦးစီးချင်းပေါင်းမဲ့ရွေးကောက်ပွဲမှာပူပေါင်းပါဝင်နေသူတွေဟာသူတို့ရဲ့အကျိုးစီးပွားအတွက်စစ်ကောင်စီနဲ့ပူပေါင်းပြီးရွေးကောက်ပွဲလုပ်နေတာဖြစ်တယ်လို့စစ်စစ်ရှိမျိုးဆက်ကြောင်းသားဟောင်းကိုနေတင်မြစ်ကစကစရဲ့စစ်ကျွန်းပြုတ်အတူအောင်ရွေးကောက်ပွဲနဲ့မြမနွေဦးတော်လင်ရေစကဝိုင်းမှာပြက်ပြက်တသားပြောဆိုသွားတာပါ ်စစ်ကောင်စီကတော့သူတို့ဦးစီးကျင်းပမဲ့ရွေးကောက်ပွဲကို2025ဒီဇင်ဘာနောက်ပိုင်းဒါပါမဟုတ်2026ဇန်နဝါရီလအစောပိုင်းမှာကျင်းပမယ်လို့အတိအလင်းထုတ်ဖော်ပြောဆိုလာပါတယ်။ဒါနဲ့ပတ်သက်ပြီး NUCC အဖွဲ့ဝင် ကိုသွင်းလိန်အောင်တုံ့တက်ပြတာကသူတို့ကျောရနောက်ခံပြူတဲ့သူတွေကိုအနိုင်ရစေခြင်းနဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်အဲ့ဒီကထွက်လာတဲ့ရလဒ်ကလည်းဘလို့မှပြည်သူလူထုအတွက်အဲဟို ပြောင်းလဲမှုတစ်ခုเนาะတိုးတက်မှုတစ်ခုဖြစ်မှာမဟုတ်ဘူးအဲ့တော့နောက်ဒီနေရာမှာထပ်ပြီးပြောချင်တာကအဲသူတို့ကဒီမိုကရေစီကိုဖွံ့ဖြိုးအောင်လုပ်တဲ့အရသာမတက်စေခြင်းလို့အာဏာသိမ်းလိုက်တာပဲအဲ့တော့ဒီမိုကရေစီကိုမဖွံ့ဖြိုးအောင်လုပ်တဲ့သူတွေနိုင်အောင်ရုပ်ဝယ်ပြန်လုပ်တာပဲဖြစ်တယ်စစ်ကောင်စားမှုချုပ်မှုကြီးမယောင်းလိုက်ရုရှားခီးစင်ကနေပြန်ရောက်လာပြီးနောက်ပိုင်းမှာရွေကောက်ပွဲနဲ့ပတ်သက်ပြီးတဆင့်ချင်းတိုးမြင့်ဆောင်ရွက်နေတဲ့ဆိုတာကတိတာထင်ရှားလွန်ပါတယ် နေပြီးတော့မှလည်းစစ်ကောင်စီကနိုင်ငံရေးသမားတွေနိုင်ငံရေးပါတီတွေစီးပွားရေးသမားတွေနဲ့ပူးပေါင်းပြီးဖေ6 2025အမည်နဲ့ဆွေးနွေးပွဲတရက်ကိုမလ24ရက်နေ့ကနေ26ရက်နေ့အထိတုံ့ရက်ကြာပြုလုပ်ခဲ့ပါတယ်။ဆွေးနွေးပွဲပထမနေ့မှာပြည်သူ့ပါတီဥက္ကဋ္ဌဦးကုကိုကြီးကရွေကောက်ပွဲနဲ့ပတ်သက်ပြီးအင်တာဗျူးတစ်ခုမှာအခုလိုပြောဆိုခဲ့ပါတယ်။ပြောကြတယ်ဒီရွေးကောက်ပွဲနဲ့ပြဿနာတွေကိုမပြေရှင်းနိုင်ဘူးပဲကျွန်တော်သိတာပေါ့။ သို့တော့ပြဿနာကိုဖြေရှင်းနိုင်တဲ့ဒီတဲ့ပိုပြီးကောင်းမွန်တဲ့အခြေအနေသစ်တရက်ကိုတော့ဖန်တီးနိုင်လိမ့်မယ်လို့ကျွန်တော်ကမျှော်လင့်တယ်။အခုတတောင်းချေဖွဲ့စည်းပုံရကတော့လွတ်တော်ကိုယ်စားလှယ်ထက်ဝက်ကျော်ရင်အထမြောက်တယ်။အကယ်၍ပထမကျင်လွတ်တော်ဇီဝေအထမမြောက်ဘူးဆိုရင်သုံးပုံတစ်ပုံနဲ့အထမြောက်တယ်။အဲ့တော့တက်မတော်က25ရာခိုင်နှုန်းရှိတယ်ဆိုတော့သူက100ရာခိုင်နှုန်းရှိုံနဲ့လွတ်တော်အထမြောက်တယ်။အဲ့တော့တကူတော့ရှိတယ်ဟလာဒီရွေးကောက်ပွဲရလက်ရခိုင်မာမှုနဲ့ပတ်သက်ရင်တော့ အားနေတယ်အဲ့တော့သို့တော့1951 52တုန်းကလည်းအဆင့်လိုက်အဆင့်လိုက်ရွေးကောက်ပွဲကိုကျင်းပသွားကြလာအဲ့တော့အခုလည်းပဲဒီလိုပဲဖြစ်ပေါ်များတယ်အဲ့တော့ဆိုလိုတာကရွေးကောက်ပွဲဖြစ်တယ်ခုနလိုအ ਨੇ စုံ33ရာခိုင်နှုန်းနဲ့လွတ်တော်ဖြစ်သွားပြီဆိုတော့မလုပ်မလဲဒီရွေးကောက်ပွဲရလက်ဟာလက်ရှိအာဏာရယူထားတဲ့တပ်မတော်နဲ့ထိတ်တိုက်ပဋိပက္ခဖြစ်မဲ့ရလက်မျိုးဖြစ်လို့မရဘူးအဲ့တော့ဒီပြဿနာဟာတပ်မတော်နဲ့ လက်တွဲပြီးတော့ဖြည့်ရှင်းရမယ့်ပြဿနာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကနင်ဘဲငဆရီပြောပြီးတော့ရွေးကောက်ပွဲရှင်ပြိုင်တဲ့ကိစ္စမျိုးအဲ့ဒါမျိုးကတိုင်းပြည်အတွက်ပို့ပြီးတော့နင်နာမယ်။ဒါကြောင့်ကျွန်တော်တို့ကငင်းငင်းချမ်းချမ်းအသွင်ပြောင်းနိုင်မှုပြုပြင်ပြောင်းလဲဖို့အတွက်ကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားမယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာစစ်ကောင်ဆောင်ရဲ့အိမ်မက်ကိုအကောင့်ထဲဖော်နေတာဖြစ်တဲ့ဆိုတော့ထောက်ပြပြောဆိုမှုတွေလည်းရှိနေပါသေးတယ်။အာကျွန်တော်တို့အခုရှိနေတဲ့ပေါ့ဒီကာချုပ်ကပေါ့လေအာပုံမှန်၄၀၀ 438ပေါ့လေအရေးပေါ်ကာလပြဋ္ဌာန်းချက်ပေါ့438 438ရအာဒီဟာဒီကာလုံစည်းဝေးမှာအာဟိုဟိုကာကျုပ်ကကာကျုပ်ကတစ်ဆက်ယာယီတမဒါကိုပြန်ပြီးအာဏာလွှဲမယ်ယာယီတမဒါကတာကိုဆက်လက်ပြီးတော့အာကျွန်တော်ရွေးကောက်ပွဲကိစ္စတွေဆက်လက်လှုပ်ဆောင်သွားမယ်လှုပ်ဆောင်တဲ့အခါမှာအာတို့ရွေးကောက်ပွဲတို့တကယ်မှတို့ကဖြစ်ခဲ့ပဲဖြစ်သွားပြီဆိုရင်အာဒီ main online ကပဲအာကာကျုပ်တစ်ဖြစ်ယာယီတမဒါတစ်ဖြစ် အာ तू ကဓာကြီးကို तू ကဆက်လက်ယူသွားမယ်ယူသွားပြီဆိုရင်သူ့ရဲ့အိမ်မက်သူ့ရဲ့နံပါတ်1ဟိုပေါ်ဒီ2021ခုနှစ်ဖေဖော်ဝါရီလတည့်နေ့ तू အာနာတရချင်းယူရချက်က तू တမတာဖြစ်ချင်းလို့ပဲအဲ့တမတာကိုကောင်းတယ်ဖော်ချင်းဖြစ်တယ်ဦးကူကူကြီးဘက်ကလည်းရွေးကောက်ပွဲစံကျင်နေသူတွေကိုအခုလိုပြန်ပြီးမေးခွန်းထုတ်ထားပါတယ်ရွေးကောက်ပွဲဖြတ်တယ်ပြတ်သွားပြီမလုပ်မလဲအဲ့တော့ဖြတ်ယုံတက်တက်တော့မလုပ်နဲ့ အဲ့ဒါပြီးရင်ဘလို့ဖြည့်ရှင်းမယ်ဆိုတဲ့ package တော့ရှိဖို့လိုတယ်နောက်တစ်ခုကအချိန်အချိန်ကန့်သက်ရှိဖို့တော့လိုလာပြီဘာကြောင့်လဲဆိုတော့ကျွန်တော်တို့စဖြစ်တဲ့အချိန်တွေကတပတ်နှစ်ပတ်အတော့ကြ quad လာမယ် r2b လာမယ်အစရှိသည်ရှိသဖြင့်ဟိုမျောလင်းချက်အမှားတွေအဲ့ဒါပြောရင်လည်း CDM တွေဆိုရင်လည်းဘာပဲပြောပြောသူတို့အများကြီးနဲ့နာခံပြီးတော့သူတို့ဆောင်ရွက်ခဲ့ကြတယ်သို့တော့သူတို့ကလွယ်လွယ်လေးနဲ့အချိန်တုံနဲ့ပြီးမယ်လို့ထင်တယ်လက်တွေမှာ၄နှစ်ကျော်လာပြီရွေးကောက်ပွဲလက်မခံတာရတယ်လက်မခံတယ် ဒါပေမဲ့ပြည်သူကိုတော့ဘာပြီးဘာလုံးမယ်ဟလာဘလောက်ကာလအကန့်အသတ်တော်တွင်းမှာအောင်မြင်မယ်ဆိုတာမျိုးရှင်းရှင်းလင်းလင်းတော့ပြနိုင်မှုလိုတယ်လို့အမြင်တယ်ပေါ့လူအခွင့်အရေးနဲ့ဒီမိုကရေစီအရေးတက်ကြွလှရှားသူတင်စာဆွန်လက်ရည်ကတော့စစ်အုပ်စုနဲ့စိတ်လူလက်ရပူပေါင်းပြီးရွေကောက်ပွဲအတွက်ပြင်ဆင်နေသူတွေကိုအခုလိုထောက်ပြဝေဖန်လိုက်ပါတယ်စိတ်လူလက်ရပူပေါင်းတဲ့ထဲမှာနိုင်ငံရေးသမားတွေပါဝင်နေတာကိုစိတ်မကောင်းပွဲရတွေ့ရတယ် ကျတော့နိုင်ငံသမားလို့ပြောရင်လည်းကျမတို့ဟိုရင်ဟင်ကလေးကမြန်မာပြည်အရေးကိုဆောင်ရွက်ခဲ့ကြတဲ့88ခေါင်းဆောင်တွေဥက္ကိုကြီးတို့အပါဝင်ပေါ့နော်အဲပါဝင်ဆောင်ရွက်နေကြတာမြင်ရတဲ့ခါမှာကျမတို့လူငယ်တွေမျိုးသမီးတွေအနေနဲ့မေးဖို့နေရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အာသူတို့ပြောတဲ့နိုင်ငံရေးမှာဆိုရင်အခုလက်ရှိစီးရအဖြစ်မဟုတ်ဘူးအကြမ်းဖက်တော်လှန်ရေးနဲ့အာဆက်လက်ရှင်ဆက်လက်သွားရမယ်ရွေးကောက်ပွဲလမ်းစဉ်နဲ့နိုင်ငံရေးစကားကိုပြောမယ်လို့ပြောတဲ့ခါမှာကျမတို့မေးခွန်းရှိတာကအာအခုလိုမျိုးရွေးကောက်ပွဲလုပ်လိုက်ပါပြီလေ သူတို့နိုင်သွားပါပြီတဲ့ဒါမှမဟုတ်သူတို့ဝင်ရောက်ပါဝင်ခွင့်ရပါပြီတဲ့ဒီစစ်တပ်ကဒီလိုလုပ်ရက်ကိုထပ်မံမကျူးလွန်ဘူးဆိုရဲအာမခံချက်ကိုသူတို့ပေးနိုင်လားဆိုရဲဟာပေါ့နော်ရွေးကောက်ဘက်ကစကောင်းစီအတွက်ထွက်ပေါက်ဖြစ်တယ်လို့တော်လရင်အင်အားစုအတွက်လည်းအခန့်အတားစိတ်ခွန်မှုတည့်ရက်အဖြစ်ရှိနေတာပါသူပြင်အင်ကြီးချင်းနိုင်ငံနေဆိုရင်သူတို့ကဒီဆီယနာတိုင်းနဲ့ဒီဆီယနာရှင်နေနဲ့ဆိုတော့တစ်ဖက်သေးရက်ချင်တယ်ဒါပေမဲ့သူတို့ရဲ့ ပြဿနာပါဒီဆ ਿਆ နာသိမ်းမှုကဟိုဆ ਿਆ နာသိမ်းမှုလည်းဖြစ်တယ်အဲ့ဒီအပြင်ကိုအရန်ကိုလူမဆန်တဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဆ ਿਆ နာသိမ်းမှုအဲဖြစ်တဲ့အတွက်သူကရက်ဖို့ခက်တယ်အဲ့တော့သူကဒီရွေးကောက်ပွဲကနေပြီးတော့မှရဲသားစုအတည်းပေါ်လာလို့ရှိရင်တော့ဒါရဲသားစုအတည်းဖြစ်ပြီပဲဆိုပြီးတော့သူကပေါ်တင်ရက်လို့ရမယ်ဆိုတော့အဲ့ဒီအတွက်သူကလေတံပြစ်နေတာရှိတယ်နောက်ကျွန်တော်တို့ movement ကိုထောက်ခံတဲ့ အဲနိုင်ငံတွေဒီပြင်နေရင်ပေါ့နော်ဥမာ EU တို့ US တို့ဒီပြင်နေရင်တို့ကတို့တို့မှာဂါဇာကိစ္စတွေရှိတယ်ဟဲ့လားဟိုကျွန်တော်တို့ Ukraine ကိစ္စတွေရှိတယ် American ဆိုလဲသူ့နိုင်ငံထဲမှာတော့အခုသူ့အတူရှုပ်ချက်တွေခတ်နေတာအဲ့တော့သူကမြန်မာနိုင်ငံကိစ္စကိုထောက်ခံတော့လဲပဲမြန်မြန်ပြီးလဲမြန်မြန်အေးတာပဲကွာဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးနဲ့သူကဒီရသားစုကတက်လာတဲ့အချိန်မှာလေတံပြောင်းသွားတာမျိုးတွေရှိလာနိုင်တယ်အဲ့တော့အဲ့ဒါကိုသူကမျှော်လင့်ချက်တစ်ခုအနေနဲ့ထွက်ပေါက်ထုအနေနဲ့သူကထားပြီးတော့သူကလှုပ်ဖို့ကြိုးစားတာဖြစ်တယ် ဒါတို့တော့သူတို့ထပ်ပေါက်အနေနဲ့လုံမှာပဲဆိုတော့အဲ့ဒီဟာဒီလေကျွန်တော်တို့ဒီမိုကရက်တစ်အင်အားစုတွေဖေရယ်အင်အားစုတွေအတွက်တော့တစုံတရာအဲစိန်ခေါ်မှုဖြစ်လာနိုင်တယ်။ဘာလို့ဆိုတော့ဒါကကျွန်တော်တို့တန်တမန်ကြီးရမှာတချို့အပြောင်းလဲလေးတွေဖြစ်သွားနိုင်တယ်